အမျိုးရီအလုံးမင်္ဂလာပါနော်ဒီတစ်ပတ်မှာ40ထွက်တယ်၊သုံးညာဘူးလို့ထွက်တယ်အမျိုးတွေကိုကျွန်တော် ရှင်းဘူးမူကြောင်းနော် ဆုံဆုံနေအားကောင်းပါတယ်လို့ပြောခဲ့တယ်ဒီမှာဒါပေမဲ့ကျွန်တော်ကတုံညာကိုဖြုတ်လိုက်တယ်နော်တုံညာကိုဖြုတ်လိုက်တာလေအကြောင်းရှိတဲ့မူကြောင့်ပေါ့ဗျာသူ့ရဲ့အာသာတဲ့မူကရှေ့အလုံးပိုင်းကထပ်ပြီးလာတဲ့မူဆိုတော့ကျွန်တော်ကအဲ့ဒီမှာတုံညာကိုဖြုတ်ပြီးနေလေး6 8အခွေးလို့လုတ်ပေးလိုက်တာကျွန်တော်မျိုးတွေအတွက်နင်းအောင်ဆိုပြီးတော့ပေါ့နော်အဲ့ဒီမှာမှ ဆုံဆုံကိုဒုံညာဒုံညာ40ဒီနဲ့เนาะဆုံဆုံนี่လှုပ်သွားတယ်ထားပါဒါကပြီးသွားပြီဒီပိုင်းအဲ့ကြတော့မျိုးတွေအတွက်ကျွန်တော်ကဘာထက်မလဲဆိုရင်ကျွန်တော်ပြီးထားတဲ့ဟာတွေရန်ကောင်းတယ်เนาะအဲ့ရှင်ဘူးမူကြောင့်အဲ့နေလေး68ခွေလာနိုင်နေเนาะကျွန်တော်မူတွေ site တွေကောင်းလို့ပေးခဲ့တာဖြစ်တယ်ယုံကြည်တဲ့မျိုးတွေလှုပ်လို့ရပါတယ်ခင်ဗျာ အဲ့ဒီအမအခုကျွန်တော်ပြောလိုက်ပြီးရှစ်ကြောင်ဆိုရှစ်ကိုမိန်ကန်ပြီးတော့ရှစ်နှစ်ရှစ်ချောက်ရှစ်လေးဆိုတဲ့ကဏ္ဍနေထိုးလို့ရတယ်နော်အခုဒီနေ့ like ကလိုင်းနေရမကောင်းတာမကောင်းတာကျွန်တော်လုံနေရကြားလာပြီဒါအခုမှရလို့တင်ပေးတာအဲ့ကြတော့ကျွန်တော်အ мян လေးသွားလိုက်မယ်ဒါပြီးမှအချိန်ရရင်ထပ်ပြီးတော့နော်မနေ့က like ဒီမှာပြတာတွေကိုကျွန်တော်ပြမယ်အခုလောလောဆယ် နီးတိုက်ကနန်းလေးကိုအရင်နော်ပြတ်ပေးလိုက်မှာဒီနေ့ကြိုက်တာအဲဒီမူတွေကိုလည်းကျွန်တော်ကနော်အခုဒါတွေကမဖြစ်တာလဲကြာပြီဖြစ်တဲ့ရေပင်ကြီးကနန်းနေဖြစ်လာပြီဒီရေပင်ကြီးကနန်းနေဖြစ်လာပြီဖြစ်တဲ့အတွက်မူတွေစိုက်တွေရှိတယ်ဗျအဲ့ဒီမူတွေစိုက်တွေမပြောတော့ဘူးဘာလို့လဲမလုံးချင်းလို့ကျွန်တော်တို့ကဒီဒီနေရက်ပဲရှိတော့တာ နည်းရဲ့ပဲရှိတော့တာဆိုတော့ကျွန်တော်တို့เนาะနည်းရဲ့ပဲရှိတော့တာဖြစ်တဲ့အတွက်ကျွန်တော်တို့မူတွေကနေလာမဲအာတွေကိုပဲလုံမဲကျန်တာကရှိတာတွေကိုထားလိုက်တော့เนาะဒုံညာပိုင်းနေရှိတယ်အဲအဲ့ဒီဒုံညာငါးပရိတ်တော့ကြိုက်တယ်ဗျာနည်းရဲ့အတွင်းနေချက်ချင်းလိုက်တဲ့ဒုံညာငါးပရိတ်ဘာလို့လဲဖိုင်စတာတို့ကငါးပရိတ်ပေးထားတာရှိတယ်နေ3နဲ့8ကောင်းတယ်เนาะအမျိုးတွေလက်တွဲဆိုင်ကဟုတ်လား နေ3နဲ့ခွန်ရှိပေးထားတယ်နော်ငါးပြိနေ3နဲ့ခွန်ရှိနော်မိမွေးကနေဒီ3လုံးနဲ့မူကြောင့်၃ညာ၅ပြိတွေလာမယ်၃ညာလုံးပိုင်းတွေလာတတ်တယ်၃ညာပြိတွေ၅ပြိတွေထက်လာတတ်တယ်၃ညာပြိဆိုရင်ဖိုက်စတာဘာပေးထားလဲနော်မနေ့ကဟာလာဒီမှာကြည့်ပေါ့ဗျာစုံစုံတွေက၈နှစ်တွေ၄၆တွေဟုတ်လားနော် နော်ဒီမှာမမတွေနဲ့စမ်းကြည့်မဲ့ဟုတ်ပါ sorry စုံစုံနေနဲ့စမ်းကြည့်မဲ့မမတွေလာမယ်လို့ပြောထားတယ်နော်အဖတ်စားတို့မူတွေရှိလို့ပြောပြနေတာလကားပါဇက်ကနေပြောနေတာမဟုတ်ပါဘူးဘာတွေပေးထားလဲငါခွန်နဲ့ငါကောကိုနော်မမတွေကနေဒီခွေတွေကလည်းဖြစ်တာကိုရွေးချယ်ပေးထားတာဒါရီယာလကားမဟုတ်ပါဘူးခင်ဗျာအလုံးဟုတ်ကဲ့ပါမင်္ဂလာပါကျွန်တော်ရဲ့ like ကိုတွေးရှိတဲ့မျိုးတွေအားလုံးကျမ်းမှချမ်းသာပြီး လူရင်စန္ဒတွေပြည့်စုံပါစေလို့ဥစွာပထမနှုတ်ခွန်းဆက်တတ်ပါတယ်နော်အဲ့လိုဒီတန်နည်းမှာနော်ဘာတွေထိုးရမလဲဆိုရင် ဖိုင်စတာပေးထားတာထိုးဖို့ဗျာဂရုရအဖွဲတွေကလည်းဂရုရဲ့မိန်မွေ၃ခွက်ထဲအပိုင်အုပ်ပေါ့ဗျာဒါပဲနော်မူတိနဲ့နော်မူတိနဲ့ဒီတပတ်မှာဟန်ကြကြမယ်ဟုတ်လားဂရုရမျိုးတွေကနော်အဲ့ကြတော့အခုလေ ဘက်ထရီဆိုင်လေးကတော့ရခွက်တွေထိုးမယ်ဆိုတဲ့အမျိုးတွေအတွက်တတီရှိပေါင်းရင်၃ည၃ညပါဝါ၅၅လုံးပိုင်ရနော်ရကြမယ်ဆိုတော့ဒီမှာရှင်ငါ၅နှစ်ဆိုပြီးကြတယ်ရှိရှိငါပေါင်းရင်တတိပါဝါ၆လုံးပိုင်ရနော်ရကြမယ်ဆိုတော့ဒီမှာ၆နှစ်ဆိုပြီးကြတယ် ရှင်း9 6ပေါင်းရင်ကိုကိုဘဝ၄လုံးမှန်ရာနောက်တနေ့ကြမယ်ဆိုတော့ဒီမှာ40ဆိုပြီးကြရပါအခုမနေ့ပြန်ဒီနေ့အတွက်၄ရ7ရ3ညရပေါင်းရင်နှစ်နှစ်ပါဝါခွန်လုံးမှန်ရာကျွန်တော်တို့နေကုန်เนาะကျွန်တော်တို့လက်တွေ့ဆက်ရကြိုက်ပါလေခင်ဗျာနေကုန်လက်တွေ့ဆက်ရကြိုက်တယ်ဆိုတော့ ခဏလေးတီးခန့်ပြီးကြည့်ပေးပါ ကျွန်တော်တို့တင်ခွဲ့နဲ့ရံခွဲ့လေးကိုသွားมาဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဖြစ်ပေါ်နေတာကအလုံးပိုင်းတွေကအခုခွန်ပိုင်းရှိတယ်နောက်ပြီးဒီမှာညနေပိုင်းကနန်းရဲ့နောက်ဆုံးအလုံးလေးလေးနှစ်ခန့်နှစ်တလုံးကတပင်းကြောမှာအလုံးပိုင်းဖြစ်ကြတယ်ဆိုတော့ဒီမှာ၅နှစ်ဆိုပြီးကြရပါတယ် လေးနှစ်ခန့်နှစ်တလုံးဟာတပင်ကြောမှာကြာတယ်ဆိုတော့ဒီမှာနှစ်ဆိုပြီးချောင်းနှစ်ဆိုပြီးကြာရပါဒီမှာနှစ်နှစ်နှစ်ခန့်လေးတလုံးဟာတပင်ကြောမှာကြာမယ်ဆိုတော့ဒီမှာလေးဆိုပြီးကြာရပါတယ်အဲဒီလိုပဲအခုနှစ်ချောင်းနှစ်ဆိုတော့နှစ်နှစ်ခန့်လေးအလုံးပိုင်းဟာဒီမှာကြာမယ်ဆိုရင်ကျွန်တော်တို့ခွန်လေးတစ်ခွက်သေးမိန်ဝေါ်ဖြစ်နေเนาะ ကျွန်တော်တို့ထိုးချင်ပါတယ်ဒါကလည်းကျွန်တော်တို့မူဆိုင်ရှိလို့ကျွန်တော်တို့ဒီလက်တွဲဆိုင်ကို ထုတ်ပြတာမူဆိုင်မရှိဘူးဆိုရင်လကားမပေးပါဘူးခင်ဗျာသူ့ရဲ့နော်မူတွေလည်းရှိပါတယ်ဗျအဲ့ကြတော့ခွန်လေးမင်းရောဒီမှာနော်ကျွန်တော်တို့လေးနှခန်းနည်းနဲ့ငါးနှစ်နော်ငါးနှစ်ဆိုပြီးကြတယ်ဒီမှာ၆လုံးပိုင်းနဲ့လေးနှခန်းနည်းနဲ့၆နှစ်ဆိုပြီးကြတယ် ဒီမှာတော့၄လုံးပိုင်းနဲ့နိနက်ခန့်၄နဲ့ဟာ၄လုံးပိုင်းဖြစ်တဲ့ရှိသွားတော့ဒီမှာ၄၀ဆိုပြီးပဲကြားခဲ့တာဖြစ်တဲ့အတွက်အခုဒီမှာနိဘဝခွန်လုံးပိုင်းနဲ့ဒီနိနက်ခန့်၄နဲ့ဆိုတော့ခွန်၄ဆိုတာနေတိုင်းဖြစ်မနေ့ညနော်ထူရမယ့်ကဏ္ဍဖြစ်ပါတယ်ခွန်၄ဆိုတာကိုမင်းရောဖြစ်ပေးရင်နဲ့ကျွန်တော်တို့ဒီ၃လုံးပေါင်းခြင်းတိရှိရှိပေါင်းရင် ခွန်ခွန်နိဘရိတ်ဒီမှာကြမယ်ဆိုတော့နော်ငါးလုံးပိုင်းနဲ့ငါးနှစ်ဆိုတာကြတယ်ရှစ်ငါးငါးပေါင်းရင်ဒီသုံးလုံးပေါင်းနေနော်တောင်းရင်ပေါင်းရင်ရှစ်ရှစ်ပါဝါသုံးရှစ်သုံးပြိတ်ကြမယ်ဆိုတော့ဒီမှာ6နှစ်ဆိုပြီးကြငါးရှစ်6ပေါင်းရင်ကိုကိုလေးပြိတ်ဆိုတော့ဒီမှာ၄လုံးပိုင်းနဲ့40ကြခဲ့တာဖြစ်တဲ့အတွက်ဒီမှာ8 3 3ပေါင်းရင်ရှစ် ရှစ်သုံးပြိတ်ဆိုရင်ကျွန်တော်ကခွန်တင်းနဲ့ခွန်ချော့30နဲ့နော်ဆိုတဲ့ကဏ္ဍ၄ကိုအရန်အဖြစ်ပေးကြင်ပါတယ်လို့အမျိုးတွေကိုနော်ကျွန်တော်ကဒါထိုးကျင်လဲထိုးပါမထိုးကျင်လဲဒီကျန်ကိုမထိုးကျင်လဲခွန်လေးတစ်ခွက်တည်းမှတစ်ခွက်တည်းထိုးကျင်တဲ့လူရဲ့ ဆိုတဲ့အမျိုးတွေကတော့ခွန်လေးတစ်ခွက်တည်းထိုးရင်နဲ့ကြံရက်တွေကတော့ဂရုကကျွန်တော်တို့ရဲ့ special မူတိဖြစ်တဲ့မိန်မွေကနန်၃ခွက်ကိုအပိုင်ထိုးနော်ဒီဘက်ကအမျိုးတွေကလည်းကျွန်တော်ပေးထားတဲ့ဓာရီနဲ့နော်အကျိုးပြုမလိမ့်မယ်လို့ကျွန်တော်တို့ကခမန်းထားတာဖြစ်တဲ့အတွက်ဂျိုင်းနေတဲ့အရာကိုလှုပ်ဆောင်ပြီးဒီနေ့နေတိုက်တစ်ခွက်သေးကတော့ကျွန်တော်ခွန်လေးဆိုတဲ့မိန်ရောကိုမျိုးတွေအတွက်ပေးရင်းနဲ့ အလုံးမင်္ဂလာရှိကြပါစေနော်ဒီနေ့နစ္စန်တရနေ့မှာအမျိုးတွေအတွက်ကောင်းကျိုးအပြားပြားနော်ဝေကြပါစေလို့ပေးရင်းနဲ့အလုံးမင်္ဂလာပါခင်ဗျာလူသားအလုံးကျမ်းမာချမ်းသာပြီးနော်ဘေးပါရရကြီးဝေကြပါစေလို့ဆုတောင်းပေးရင်းနဲ့နော်နှုတ်ခွန်းဆက်တာပါလဲ မျိုးတွေကဖြစ်နိုင်မယ်ဆိုရင် like and sharing လေးတွေလုပ်ပေးဖို့တောင်းဆိုပါတယ်เนาะအားလုံးမင်္ဂလာပါခင်ဗျာ